အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့သတင်းဌာနကနေပြီးတော့အော်တိုဘာလ22ရက်နေ့မနက်ခင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကပါစာ76ဤအရေးကြီးကကင်းစခန်းများအသိမ်းခံရပြီးနောက်အတွဲလိုက်ဒရုန်းများဖြင့်ပစ်ကန်။ဒဏ်ရာရတပ်ဖွဲ့ဝင်များအုပ်စုလိုက်ပြန်စင်းလာနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ်ပဲခူးတိုင်းဗရောင်းသက်နယ်ရှိစစ်ကော်မရှင်၏အမှတ်76ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစ76ဤကာကင်းစခန်းများအသိမ်းခံရပြီးနောက်ရှေတန်းစခန်းများမှနေ၍အတွဲလိုက်ဒရုန်းများဖြင့်ဇက်တိုက်ဖြစ်ခတ်မှုများပြုလုပ်နေကြောင်းသိရပါသည်အရကတက်တော် AA နဲ့ပူပေါင်းတပ်ဖွဲ့များသည်ကပ္ပစ76ဤအဓိကကာကင်းစခန်း 666ပွိုင်အပါဝင်ကကင်းစက္ကန့်လေးခုကိုသိမ်းယူလိုက်ပြီးနောက်စစ်ကော်မရှင်ကရှီတန်စက္ကန့်မြောက်မှနေ၍အတွဲလိုက်ဒရုန်းများဖြင့်ကပ္ပါစာဆက်လျှောက်ဤအနောက်ဘက်ကိုဇက်တိုက်ဖြစ်ခတ်မှုများပြုလုပ်နေကြောင်းစစ်ရေးသတင်းရင်းမြစ်များထံမှသိရပါသည်။ကပ္ပါစာ66အနီးကရွာတွေတဲစစ်တပ်တပ်ဖွဲ့ဝင်၁၀ယောက်စီအင်အားချထားပြီးငမြစ်စစ်စင်ရေးပုံစံလုပ်နေတယ်။ချေးရွာထဲမှာလည်းဝါချွန်တွေနဲ့ချန်စီယိုကခိုင်းနေတယ်။ပေါ်တာဆွဲတာတွေလည်းတအားများတဲ့ဟုဒေတာကန်တအူးကသတင်းဌာနကိုပြောပါရတယ်။ စစ်ကော်မရှင်သည်ဂျုံတက်ရင်ဒါတရ601၏ရှေ့တန်းစက္ကန့်ဖြစ်သည့်မိုင်းတိုင်26မှနေ၍အထွဲလိုက်တုံအလုံး30ခန်းဖြင့်ကပါစ16နီးကိုပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။ကပါစ16နီးရှိမတုံကြားချေရာကြောက်ဆက်ခွဲဖလုံရွာများကိုစစ်ကော်မရှင်စစ်ကြောင်းများအယောင်ပြတ်ရှာဖွေမှုများပြုလုပ်ခဲ့ပြီးနောက်ဒေသခံများကိုပါဝင်ခွင့်ပိတ်ထားကြောင်းသိရပါသည်။အဆိုပါကျေးရွာများကိုစစ်ကော်မရှင်ကစက်တက်လေးဒီနှစ်စီးဖြင့်ခင်းထောက်ပြန်တမ်းမှုများပြုလုပ်ခဲ့ပြီးမင်းတုံးနယ်ဘက်မှနေ၍ ပထောင်တက်နယ်အတွင်းကိုဒေသခံများအားအဝင်ထွက်ပြုလုပ်ခွင့်မပေးတော့ဘဲပိတ်ဆို့ထားလိုက်ပြီးဖြစ်ကြောင်းဒေသခံများထံမှသိရပါတယ်။အေအေနဲ့ပူပေါင်းတပ်များဤထိုးစစ်မှကောက်ွယ်ရေးပစ္စည်းဆက်ယုံများဘက်သို့ဦးတီလာပြီးစစ်ကော်မရှင်ကစစ်ကြောင်းများကိုအင်အားတိုးချဲ့ကပထောင်တက်နယ်အတွင်းသို့ပို့ဆောင်ခုခံရန်ပြင်ဆင်လျက်ရှိပါသည်။ထို့ပြင်အနောက်တောင်တိုင်းစစ်ဌာနချုပ်နာတာခနေမြအတွင်းမှစစ်ကြောင်းနှစ်ကြောင်းကိုညောင်ကျိုးစစ်မျက်နှာပြင်သို့အရေးပေါ်ခေါ်ယူလာကြောင်းတပ်သတင်းရင်းမြစ်ထံမှသိရပါသည်။ ရှစ်ခုရက်ပိုင်းအတွင်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်လူနာများကိုရခိုင်ယူမပေါ်မှနေ၍အစုလိုက်အပြုံလိုက်နောက်တန်းသို့ပြန်လည်ခေါ်ဆောင်နေရပြီးစေးပိုက်တန်းလန့်နှင့်လူနာများပါပါရှိကြောင်းသိရပါသည်။ဆက်လက်ပြီးစစ်ကော်မရှင်လက်အောက်ခံစာသုံးလုံးလက်ထောက်စုံစမ်းရေးမှူး90နေရာခေါ်ယူဖိနေရည်နှင့်သတင်းထောက်လန်းရေးအင်အားဖြည့်တင်ခြင်းဟုသုံးသက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ စစ်ကော်မရှင်လက်အောက်ခံအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနစာတုံးလုံးသည်လက်လက်နေတော်လက်ထောက်စုံစမ်းရေးမှူးရာထူး90နေရာအတွင်ဝန်ထမ်းများခေါ်ယူခဲ့ပြီးရင်းတို့ခေါ်ယူမှုသည်ဖြီသူကိုဖိနေရန်နှင့်တော်လန်ရေးသတင်းများစုဆောင်းရန်အတွက်အင်အားဖြည့်တင်ခြင်းဖြစ်ကြောင်းနိုင်ငံရေးလှိလသူများကသုံးသပ်ပါသည်စာသုံးလုံးဌာနတွင်ပြီးခဲ့တဲ့2024ခုနှစ်ကလည်းလက်ထောက်စုံစမ်းရေးမှုရာထူးနေရာများစွာခေါ်ယူပြီး2024ဇန်နဝါရီတွင်လက်ထောက်စုံစမ်းရေးမှုရာထူး65နေရာခေါ်ယူခဲ့သည် စာတုံးလုံးဌာနသည်၎င်း၏မူလတာဝန်များအနှံနိုင်ငံတော်လုံခြုံရေးအတွက်သတင်းများစုဆောင်တင်ပြရေးကိုသာဖို့မှုအယုံဆိုင်လာပြီးယခုကဲ့သို့အင်အားတိုးမြင့်ချက်မှာပေါ်လာရေးသတင်းများထောက်လန်းရန်ပြည်သူလူထုကိုဖိနှိပ်ရေးရန်ရာဖြင့်အရေးယူနိုင်ရန်စစ်ကော်မရှင်၏အုပ်ချုပ်ရေးရန်ရာထိန်းချုပ်ရန်စသည့်ရည်ရွယ်ချက်များကိုပုံမှုလှုပ်ဆောင်လာကြောင်းနိုင်ငံရေးလှိတာသူများကဆိုပါတယ်မင်းအောင်လှိုင်အာနာသိမ့်ပြီးနောက်ပိုင်းမှာစာတုံးလုံးကနိုင်ငံရေးအရာအရေးပါတဲ့ဌာနတစ်ခုအဖြစ်မြင့်တက်လာတယ် စစ်ကော်မရှင်အာဏာတည်မြဲရေးအတွက်ထောက်လန်းစုံစမ်းမှုအပိုင်းကိုအထူးကထားပြီးပို့လုလာတာတွေ့ရတဲ့ဟုလေးလာသုံးသက်သူတို့ကသတင်းဌာနကိုပြောပါရယ်စစ်ကောင်းဆောင်ဖိုလ်ချုပ်မှုကြီးမြောက်လိုက်အာဏာမသိမ်းပြီး2018ခုနှစ်တွင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနစာသုံးလုံးကိုနောက်ဆုံးအကြိမ်တိုးချဲ့ဖွဲ့စည်းခဲ့ပြီးစုစုပေါင်းဖွဲ့တိုင်းအင်အား2846ဦးအထိရှိခဲ့ပါရယ်စာသုံးလုံးသည်စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်းတွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ဆက်ဆက်သူများနှင့်ငွေကြေးထောက်ပံ့မှုများကို ထောက်လန်းစုံစမ်းခြင်း CDM တွင်ပါဝင်သည့်ဝန်ထမ်းများနှင့်ထောက်ပံ့သူများကိုဖော်ထုတ်အရေးယူခြင်းစစ်ကော်မရှင်ကိုဝေဖန်သူများတော်လန်ရေးတရင်များဖြန့်ဝေသူများအထူးသဖြင့်လူမှုကွန်ရက်တုံဆွဲသူများကိုပုံမှန်905ကကြီအကြံဖတ်မှုတိုက်ဖြတ်ရေးဥပဒေဆက်သွယ်ရေးဥပဒေစသည်တို့ဖြင့်တရားစွဲဆိုနိုင်ရန်အတွက်အချက်လက်စုဆောင်းခြင်းများလှုံ့ဆော်လာသည်ကျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်